ပြီးခဲ့လားဖနက်ပုံမှာပုံဆွဲရတာဝန်ထမ်းပါတဲ့သူတွေ sneaker customer လောက်ကတာစိတ်ဝင်စားတဲ့သူတွေအတွက်ဒီ chessbot ကနေပြီးတော့ converse brand တွေကို custom လုပ်တဲ့ပြိုင်ပွဲတစ်ခုကြောင်းပြောခဲ့ကြပါဗျ။မြန်မာတိုင်းငံအနှံ့အပြင်နိုင်ငံတကာရောက်နေတဲ့သူတွေပါအများကြီးဒီပွဲကိုပါဝင်ခဲ့ကြတယ်။တချို့ဖနက်တွေကပေါ့ပေါ်ပါခံစားရတဲ့ချိန်မှာတချို့ဖနက်တွေကတော့နည်းနည်းအတိတ်ပဲပါတဲ့ award တွေလိုမျိုးခံစားကြရတယ်။ဆိုတော့ဒီလိုဖနက်တွေအများကြီးတည်းကကျွန်တော်တို့ထိတ်ဆုံးဖြစ်စကတင်ရွေးချယ်ထားတဲ့ဖနက်အရင်20ရတော့အခုကျွန်တော်တို့ရှေ့ကို ရရှိလာပြီဖြစ်ပါတယ်။ကျွန်တော်ဒီရန်20တရက်ထိတ်ဆုံး9ရန်ကိုလည်းကျွန်တော်တို့ရွေးမမြတာတဲ့ဒီပါကြီးဖြစ်မှာဆိုတဲ့အတွက်ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့ community တရားသူတွေကဖုတ်ပေးပြီးတော့ရွေးချယ်ပေးရမှာပါ။ဝင်နာ9ယောက်က convert 10သိန်းဘိုးဝယ်ယူခွင့်ရမယ်အပြင် event လေးပါလုပ်ပြီးတော့စုပေးမှာပါ။ကိုတကယ်ကြိုက်တဲ့ဖက်နက်ကိုဒီချာလေးဖုတ်ပေးမယ်ဆိုရင်တော့ပြန်ဝယ်ဝင်တဲ့အတွက်တက်ရောက်မှုတွေအများကြီးရှိပါတယ်။စိန်မကောင်းစရာတစ်ခုကတော့ဒီထဲက၄ရန်ကအကြောင်းအမျိုးမျိုးကြောင့်အချိန်မီမပို့ပေးနိုင်တဲ့အတွက် disqualify ဖြစ်သွားတယ်။ဒါပေမဲ့ကျွန်တော်ဓာတ်ပုံလေးတော့ပြချင်ပါတယ်။ ထမဆုံးဖုန်းတဲ့ဒီရင်ကတော့ဒါ Nirvana Band က Kurt Cobain ရဲ့ Portrait ကိုတော်တော်လေးလက်ရတည်တည်တတ်တတ်နဲ့ဆွဲထားတယ်။မျက်လုံးနေရာအစအသက်ဝင်နေတယ်လို့မျိုးခံစားရစေတယ်။နောက်ထပ်တစ်ဖက်မှာလည်းဒီ Cobain ရဲ့ Portrait ကိုပဲထပ်ပြီးတော့ဆွဲထားတယ်။အတွင်းဘက်မှာတော့ဒါသူတို့ရဲ့နာမည်အကြီးဆုံးသချင်းတွေတခုဖြစ်တဲ့ Heart Shape Box တွေက Poppy Flower လို့ပြောရမယ်ဒါ Bane Band နေပါတယ်ပေါ့နော်။ဆိုတော့ Cobain ကဒါအသက်ငယ်ငယ်ရွယ်မှာတင်အဲဘယ်လိုပြောရမလဲကိုကိုကို ဆိုင်လောက်သွားတဲ့သူပေါ့နော်ဒါသူ့ကိုအရန်ကြိုက်တဲ့သူ့ရဲ့ fan တယောက်က tribute လုပ်ပြီးတော့ဖနက်ပုံမှာတေးသေးချာချာကိုအသေးစိတ်ဆွဲထားတဲ့ဖနက်တင်ရန်လို့ပြောရင်ပေါ့နော်ဒီရန်ကတော့ဒါတင်းတင်းရှော့ရှော့ပဲပေါ့နော် try story တွေရဲ့ best light year ကိုဆွဲထားတာကျိုးတွေကိုအစိမ်းလေးတွေပြောင်းထားတယ်2 infinity and beyond နဲ့ဒီ2 infinity ဆိုတဲ့စာတန်းပါတယ်ဒီဘက်မှာတော့2 infinity and beyond ကိုတော့အပြည့်ရေးထားရပေါ့နော် key chain လေးပါတက်ပြီးတွဲထား simple and fun ဖြစ်တယ် ဒီရန်တော့ဒါရွေးထားသမျှရဲ့အဲမှာဒါကလေးအဆန်ဆုံးပေါ်ပပငငယ်ရွရွလက်ရမျိုးလေးလည်းတရန်ပါစီချင်တာကြောင့်ကျွန်တော်တို့ဒီဘက်ကိုတမင်ကိုရွေးရတာဖြစ်ပါတယ်ဒီဘက်ကတော့ကြီးကြီးလိုက်ချင်းမှတည်းကိုနည်းနည်းလေး dark ဖြစ်တယ်ဆိုတဲ့ sense မျိုးရတယ်ပေါ့နော်ဖက်တရန်လုံးကိုလည်းနေရာလို့မကြံလောက်အောင်ကိုချစ်ထားတယ်ပုံတွေကတော့ဘာပုံတွေဆိုတော့ပြောဖို့နည်းနည်းလေးခက်တယ်ပေါ့နော် နေဒါတော့အကုန်မြင်တဲ့အတိုင်းဒါနေကြပါတော့နေကြနဲ့ခွန်ပွားဆိုင်တာ collaboration လုပ်ရင်ဒီတိုင်းပဲထွက်လာမယ်လို့ထင်တယ်။သူကဒီမှာအချုပ်ရာတွေကလက်နဲ့လက်ချုပ်လိုက်ထားသေးတယ်။ကျိုးလေးတွေလည်းအပြင်မှာထွက်နေသေးတယ်။ဒီပုံတွေကကျတော့သူဆွဲထားတာမဟုတ်ဘူးဗျာ။ဒါ heat press လုပ်ထားတာဖြစ်နေပေါ့နော်။ဒီမှာဆိုရင်ဒါ tassel လေးလည်းပါတယ်။ကျိုးတွေကိုအနီရောင်ပြောင်းထားတယ်။ tank area တွေပါတယ်ရဆာအကုန်လုံးကိုတည်တည်ချာချာ customize လုပ်ထားတာမျိုးတော့မြင်ရတယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်လည်းဒါဒါထပ်ပြီးတော့ပို့ထားလေးပေါ့နော်။ ဒီရန်တော့နည်းနည်းစဉ်းစားစရာတွေပါတယ်ခေါ့နော်ဆွဲတဲ့သူကတော့သူ့ story နဲ့သူဆွဲထားတာဖြစ်လိမ့်မယ်ကြီးတဲ့သူကတော့ဒါဒီမှာဆိုလို့ရှိရင်ဒါကောင်းကင်မှာပေါ့နော်မျက်လုံးကြီးတစ်လုံးမြင်ရတယ်ဒီမှာကြောက်ဆောင်ကြီးတစ်ခုရှိတယ်ဒီမှာလူတွေကကောင်းစွတ်တင်နေပေါ့နော်ရစ်ပူဆိုတာမျိုးလားတစ်ခုခုကိုခြစ်တက်နေတာမျိုးလားမျိုးတေချာတော့မသိဘူးဒါပေမဲ့နည်းနည်း mysterious ဆန်နေဆိုတဲ့ vibe မျိုးတော့ရှာတယ်ပေါ့နော်ဒီရန်ကတော့ဒါကျွန်တော်တို့ YouTuber တွေအားလုံးရဲ့ idol လို့ပြောရမလား inspiration လို့ပြောရမလား ဂေါ့စ်ရဲ့ character ဆန်ဆန်သူ့ကို inspire ယူပြီးတော့ဆွဲထားတဲ့ fight မျိုးရတယ်လက်ရလေးတွေလည်းမစိုးဘူးပေါ့နော်ကြည့်ရတာ fan ဖြစ်တယ်ပြောဖို့ကောင်းပါတယ်ဒီနယ်လေးက ဒီဖက်ကကြည့်လိုက်ရင်တော့တစ်ဖက်မှာဂျိုးအဖြူတစ်ဖက်မှာဂျိုးမဲတက်ထားတဲ့ simple ဖြစ်တဲ့ဖက်နဲ့လို့ထင်လို့ရရပါတော့။နာမည်တကယ်တမ်းဒီမှာဆွဲထားတဲ့ koi fish တွေပေါ့နော်။အဲ့ငါးတွေရဲ့အတိတ်ပဲလေးတွေကိုနဲ့ပြန်ချိတ်ဆက်လိုက်ရင်သူလည်းသူ့အတိတ်ပဲနဲ့သူရှိရလို့ပြောလို့ရရပါတော့။ဒီဘက်ကငါးအမဲမှာသူကဂျိုးအမဲကိုတုံးထားပြီးတော့ဒီဘက်ကငါးအဖြူမှာဂျိုးအဖြူကိုတုံးထားတာပေါ့နော်။ koi fish တွေက Japan Danai မှာသူ့အတိတ်ပဲနဲ့သူရှိရပါတော့။အမဲအကြတော့ကျွန်တော်တို့ အခက်ခဲတွေကြုံတဲ့အခါစူးစမ်းပြီးတော့ဖြတ်တန်းသွားရင်အဲ့အခက်ခဲတွေကကိုယ်ကိုနောက်တစ်ဆင့်မြင့်ပေးတဲ့အရာတွေဆိုတာမျိုးအတိတ်ပဲရှိရပါတော့။ဒီဘက်ကအဖြူကတော့အောင်မြင်ခြင်းကိုစောင့်တဲ့ငားတွေလို့တော့သိထားရပါတော့။ဒီဘက်လေးကလည်းအဲ့လိုအတိတ်ပဲဒီနဲ့ပြန်ချိန်ဆက်ကြည့်မယ်ဆိုရင်တော့သဘောကျကြပါပဲ။ ာโอเคနောက်တရံကတော့ဒါပော့ပွားပဲပေါ့နော်အဓိပ္ပာယ်တွေအရင်များတယ် heavy အရင်ဖြစ်ကြိုက်တဲ့ဆာလို့ရှိရင်ကျွန်တော်ပော့ပွားကိုကြိုက်တဲ့ movie character မျိုးတွေ game character မျိုးတွေကလည်း why not သဘောကျစရာပဲပေါ့နော်ဒါဆိုရှင် Spider-Man Spider-Man မှာ Punk version ပေါ့နော်ကြည့်ရတာအယောင်ဆုံးနဲ့ alive ဖြစ်တယ်ပျော်စရာကောင်းတဲ့ဖက်နဲ့တင်ပါပဲနောက်တရံကတော့သူကဒါဖက်နဲ့ကိုပါ PS လောက်ထားတဲ့ဖက်နဲ့လို့ပြောရပါပေါ့နော် guitar တဲ့ pattern တွေလည်းပါပါသေးတယ်ဆိုလက်မှာရွက်တွေကင်ထားတဲ့သူလည်းပါသေးရပါတော့ ဒီတန်ကတော့ဒါဝေးရကြည့်လိုက်တာနဲ့လဲကြွမယ်စီးကျင်စရာကောင်းတဲ့ customize တန်လို့ပြောရင်ရတယ်အမဲပုံမှာဟိုမှာထင်းနေတဲ့မီးတောက်တွေဟိုမှာ furniture ကောင်းင်းနေပေါ့နော်အဝေးရကြည့်ကြည့်အနီးရကြည့်ကြည့်သဘောကျစရာဖက်နေတယ်မှာပါပါတယ်အဲဒီဘက်ကတော့ပို့ရင်လည်းပြောလို့ရှိရင်ဒီပုံမှာဆွဲထားတဲ့ character ကိုကျွန်တော်မသိဘူး anime တခုခုဖြည့်လိုက်မယ်ဆိုတော့သိရပါတော့ကျွန်တော် light မေးကြည့်ရသလောက်သိရတာကတော့ဒါ Jojo Bizarre Adventure တွေက DIO DIO လို့ သိရပါတယ်။ Tier Spider-Man လို့ပဲပေါ့နော်။ဥပဒေကိုကိုကြိုက်တဲ့ character ကို fan ဖြစ်ဖြစ်နဲ့ကိုဖက်နက်ပုံမှာကိုပြီးဆွဲထားတာလှပါတယ်။ဆိုတော့ဒီဖက်နက်ကတော့ဖက်နက်လို့တော့မပြောလို့မရအောင်ပကြီးနှစ်ချက်လို့ပြောမှလားပြောတတ်ဘူး။ဒါပေမဲ့ကျွန်တော်မသိသေးပါဘူးနော်။ဒီ folklore တစ်ခုခု story တစ်ခုခုပုံမြင်တစ်ခုခုပေါ်အခြေခံပြီးဆွဲထားတာဖြစ်လိမ့်မယ်။ဒီဘက်မှာကဒါ main မပြိုလေးတယောက်ပုံဒီဘက်မှာတော့ဒါ black cat ပေါ့နော်ကျစ်စ်နဲ့လားကြောင်နဲ့လားမသိဘူးအဲ့ပုံဆွဲထားတယ် Chinese လို့လို့ Japanese လို့လို့အဲ့လိုပဲသွားတဲ့လက်ရမျိုးကိုတိမ်နေပါမယ်ရေနေပါမယ်ငားနေပါမယ် I don't know တကယ်ကိုလှတဲ့ပကြီးကနှစ်ချက်ဆွဲထားတဲ့ဖနက်နှစ်ရံမှာ yeah ဒီဘက်ကတော့ရှေ့မှာပြောခဲ့တဲ့ဒီဖနက်ရှားလိုပဲဝေးရလှန့်ကြည့်တာနဲ့ဖနက်ကကက်စတန်လောက်ထားတဲ့ဆိုတော့အတိဒါစီတယ်ကိုကြိုက်တဲ့အရာတွေကိုကိုဖနက်ပုံမှာကိုဆွဲထားတာမန်ဒီယာဗာနာဆိုတော့ဒီဘက်မှာဆိုရင်တော့ဒီ end ဆိုပြီးတော့ပါတယ်ပေါ့နော် တော့ဒီဖက်နဲ့လေးကတော့ကြည့်ရတာဒူးရအဆန်ဆုံးနဲ့ကြည့်ရတာအလွတ်လက်ဆုံးအပေါ်ပါဆုံးလို့ထင်တယ်ရှိမှအိဗယ်ရှိတာတွေဖက်နဲ့တင်ရလုံးပြည့် heavy လောက်ထားတာတွေများနေလို့ပဲတော့မသိဘူးဒါလေးကိုကြည့်ရတာလှတယ်အဲ့ နောက်ဆုံးတင်ရတော့ဖနက် site တိတိလေးပေါ့နော်ဆိုရဲသူက main ကလေးများဖြစ်နိုင်မလားတော့ပြောတတ်ဘူးကြောင်ရုပ်ကလေးတွေလည်းပါတယ်ဒီမှာဆိုလို့ရှိရင်လည်း converse ကိုမှကြောင်ပုံစံမျိုးလေးပို့ပြီးတော့ဆွဲထားတာပေါ့နော်အခုလက်ရှိရွေးလိုက်တဲ့သူတွေထဲမှာ main ကလေးတွေရောယောက်ျားလေးတွေရောမြင်များတတ်တာပါပို့တော့မျောလိုက်နေပေါ့နော် main ကလေးတွေရောယောက်ျားလေးတွေရောပါစီချင်ပါတယ်ကျွန်တော်ဒါလေးကလည်းကြည့်ရတာ so cute ကြာတာတော့တကူရွေးချက်ထားတဲ့ဒီ16ယောက်စလုံးကဒီ chess board ကပေးမဲ့ converse အုပ်ထုပ်တယောက်တစ်လုံးစီရဲ့သူတို့ရဲ့ဖနက် award photo frame ကို16ယောက်စလုံးကိုပေးမယ်လို့ကျွန်တော်ပြောထားပါတယ်ထိတ်ဆုံး 25ရောက်တော့ကတော့ဒီနေ့ရနေပြီးတော့အောက်တိုဘာ25ရက်နေ့အထိနေ့လည်2နာရီအထိဗိုလ်တင်ပေးလို့ရပါတယ်အဲ့ဒီနေ့မှာပဲမြန်မာပလာဇာ Converse Store မှာလည်း event လုပ်ပြီးတော့စုပေးအောင်မယ်ထူးခြားတကူကတော့အဲ့ဒီနေ့မှာ Converse product တော်တော်များများကို up to 50%ပေါ့เนาะဈေးတွေတဝက်ဈေးအထိချရောင်းပေးမယ် sale လည်းရှိသေးတယ်လို့သိထားပါတယ်အဲ့တော့ကိုကဒီကဘာကျော် Converse ရနေပြီးတော့အင်ကြီးဖြစ်ဖြစ်ဘောင်းဖြစ်ဖြစ်ဖက်နှက်ဖြစ်ဖြစ်ဘယ်ဟာဖြစ်ဖြစ်ဝယ်ခြင်းဝယ်ခြင်းပေါ့เนาะ50ရာခိုင်နှုန်းဆိုတော့တဝက်ဈေးပိုင်းနဲ့ရမှာပေါ့เนาะအဲ့တော့ဒီလိုမျိုးအစီအစဉ်လေးဖြစ်မြောက်ဖို့အတွက်အကူအညီပံ့ပိုးပေး ွေ့တဲ့ဒီ teacher spot ကိုနောက်ပြိုင်ပွဲကိုဝင်ပေးခဲ့ကြတဲ့သူတယောက်ချင်းစီတန်းဟောအလုံးမဲကျေးဇူးတင်ပါတယ်